မင်္ဂလာပါရှင်ဆရာကြီးဆောင်းလူလင်းရေးသားထားတဲ့အခြားသောလောကတစ်ခုဆိုတဲ့ဝတ္ထုတူလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်အခြားသောလောကတစ်ခု 2004ခုနှစ်နွေရာသီကာလတွင် ကျွန်တော်သည်ကျမ်းမာရေးစီမံချက်တစ်ခုဖြင့်အညာဒေသဤမြို့ငယ်လေးတစ်ခုသို့ရောက်ရှိခဲ့ပေသည် စီမံချက်အရ၎င်းမြို့နယ်အတွင်းရှိဝေးလံတီခေါင်သောကျေးရွာလေးများတွင် ရင်လုံအိမ်သာတည်ဆောက်ပေးခြင်းဆက်ရွေတွင်များတူဖော်ပေးခြင်းနှင့်ကျေးရွာလူထုအားသာသက်ချာနီပညာပေးခြင်းများကိုလှူဆောင်ရမည်ဖြစ်ပေသည်ကျွန်တော်တို့၏စီမံချက်မှာ မဖွင့်ပြိုးမတိုးတက်သေးသောဒေတာနှင့်ရင်းဒေတာမှ လူသူကိုဦးတည်ချက်ထားဆောင်ရွက်သည်ဖြစ်ရာကျွန်တော်တို့အဖွဲ့သည်မြို့နယ်၏အစွန်ဖျားကြသောကြေးရွာလေးများသို့ရောက်ရှိခဲ့ရပေ၏။ရောက်ရာဒေတာတွင် တပည့်များကကျွန်တော်အားစာရေးဆရာတဦးဖြစ်ကြောင်းကြေးရွာလူကြီးများနှင့်မိတ်ဆက်ပေးလေးရှိ၏။ဆရာကဘလူစာမျိုးတွေရေးသလဲ။အခုခေတ်မှာဂမ်ဘီယာစာပေလို့ခေါ်တဲ့ထူးထူးဆန်းဆန်းအကြောင်းအရာတွေရေးတာပါ။ ဒီရွာမှာထူးထူးဆန်းဆန်းအဖြစ်မျိုးတွေရှိရင်ကျွန်တော်ကိုပြောပြစေချင်ပါတယ်။ထူးထူးဆန်းဆန်းအတွေ့အကြုံမျိုးရှိတဲ့သူမျိုးရှိရင်လည်းတွေ့ချင်ပါတယ်။ဒါဖြင့်ဆရာကိုဖိုးတာကီနဲ့တွေ့ပေအောင်မှာပဲပြို့။ဟုတ်ကဲ့ဖိုးတာကီဆိုတဲ့လူကဘလို့များထူးခြားလို့လဲဗျ။သူပြောပြောပြနေကြအတွေ့အကြုံတစ်ခုကဆန်းလွန်းလို့ပါ။တကယ်ဟုတ်မဟုတ်တော့ကို့ဘာသာနားထောင်ပြီးဆန်းစစ်ပြီးတော့ဤသို့ဖြင့်ကျွန်တော်သည်ဖိုးတာကီဆိုသူနှင့်တွေ့ဆုံခွင့်ရခဲ့ပေသည်။ တကယ်တွေ့ဆုံရတော့မှဖူးတာကိဆိုသူမှာအသက်60ကျော်အဖိုးတူဖြစ်နေပြီ။အဖိုးရဲ့အတွေ့အကြုံကစံပြားတယ်ဆိုပေမဲ့ရှီရှီဝဝကြီးတော့မဟုတ်ပါဘူးကွယ်။အမြင်အာယုံ ထူးခြားမှုလေးကိုခဏတပြုံမြင်လိုက်ရတာမျိုးပါ။ဟုတ်ကဲ့တည်ချင်ပါတယ်အဖိုး။အေးတက်တီတက်ကရရချင်တယ်ဆိုရင်လေညောင်ကိုကိုပင်ကြီးကတော့ခုထိရှိသေးတယ်ကွယ်။တော်ထဲမှာတွားကြည့်လို့ရသေးတယ်။အဖြစ်ကတော့အဖိုးအသက်9နှစ်8နှစ်လောက်ကအဖြစ်ပဲ။ အဖိုးအခုအသက်ဘယ်လောက်ရှိပြီလဲအဖိုး60နှစ်နဲ့ကွဒါဖြင့်လွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်ကပေါ့အေးကွညောင်ကိုကိုပင်ကြီးကတော့အခုတည်းရှိတုံးပဲဆရာကြီးချင်းရင်ကြုံမြေးတယောက်လိုက်ပြပေးပါလိမ့်မယ်ဟုတ်ကဲ့ညောင်ကိုကိုပင်ကြီးကိုတွားကြည့်ပါမယ်ဓာတ်ပုံလေးရိုက်ပါမယ်အဖိုးအဲ့ဒီညောင်ကိုကိုပင်ကြီးနဲ့ပတ်သက်တဲ့အဖိုးရဲ့ထူဆန်းတဲ့အတွေ့အကြုံကိုလည်းသိချင်ပါတယ်ဖိုးတာကိမိဘများမှာလေယာဉ်လုံးငယ်လုတ်ကင်သူများမဟုတ်ပေ ကိုပိုင်းလဲရမရှိ၍တော်ထဲမှထင်းများကို ရှာပွေခုတ်ယူက မြို့သူတက်၍ရောင်စားရသောထင်းခွေသူများလေးဖြစ်ပါ၏ဖိုတာကြီးတွင် အသက်၅နှစ်ကြီးသော အကိုတယောက်ရှိသည်မောင်သားချူဟုခေါ်သည် မိဘများ တော်ထဲသို့ထင်းခွေသွားလင်ညီကိုနှစ်ယောက်လုံးကို ခေါ်သွားတတ်သည် အသက်၁၂နှစ်ရှိနေပြီဖြစ်သည် မောင်သားချူကမိဘများထင်းခွေရွာတွင်ကူညီနိုင်ပြီဖြစ်တော်လဲဖိုးတာကြီးကမူငယ်သေးသည့်အတွက် ကြံတန်းသော အလုံများကိုကူညီမလုကိုင်းနိုင်သေးပေ။ဖူတာကီကအလီကျကြွေကြားနေသောတစ်ကိုင်းကြောက်ကလေးများထင်းကြောက်ကလေးများကောက်ပေးရင်ဖြင့်သာမိဘများကိုကူညီနိုင်ပေ၏။ဖူတာကီဤတာဝန်မှာတာမိလေးယောက်စာချက်ပြုတ်လာသော ထမင်းတို့များကို ဆောင်ရသောအလုသာဖြစ်လေသည်။တော်ရေရောက်လင် အဖေကြီးကအရေးအာဝါဒကောင်းကောင်းတစ်ခုရှာကတပင်ကွာကြတခု၌ထမင်းတို့ဟင်းတို့များကိုချိန်ထားတတ်သည်။ ထို့သို့ပြုလုပ်ခြင်းမှာ မြေပေါ်သို့ချထားပါက ထမင်းတို့ဆောင်သောဖိုးသားကြီးစော်ကစားနေစဉ်တောကြောင်လူတောခွေးလူအကောင်များက ထမင်းတို့များကိုကြိုက်ချီစားတော့သွားမည်ဆိုသောကြောင့်ပင်မိဘများက ထမင်းဟင်းတို့များကိုတက်ကိုင်းမြင်းမြင်းတွင် ကြိုဖြင့်ချီချိတ်ဆွဲထားခဲ့ပြီးဖိုးသားကြီးအားပစိုးပိုင်းတစ်ထိပ်မြေ၌ခင်းပေးထားခဲ့က မလန်မကန်းတွင်ထင်းခုတ်နေတတ်၏ဖိုးသားကြီးသည် အနီးပတ်ဝန်းကျင်တွင်စော်ကစားရင်မောလာပါကပစိုးပိုင်းပေါ်အိတ်ခါနေတတ်သည်မိဘများထင်ခုတ်နေတန်းကိုလည်းအဆက်မပြတ်ကြားနေရ၍စိုးရင်စရာမရှိပေဖိုးတာကြီးမှာတယောက်ထဲမို့အမြဲတမ်းစော်ကစားနေသည်လည်းမဟုတ်ပေပဝင်းကျင်းမှာတက်ကိုင်းကျိုးတက်ကိုင်းပြတ်အချောက်ကလေးများကိုကောက်ခါစုပုံထားခြင်း၊နွယ်ကျိုးဖြင့်ချီ၍ထင်းစီပြုလုပ်ထားခြင်းဖြင့်မိဘများကိုတတ်နိုင်သမျှကူညီနေတတ်၏ ထိုနေ့ကတော့သူတို့မိသားစု ထင်းခွေထွက်ခဲ့သည့်နေရာမှာရွာဤတောင်ဘက်တောရကျောင်းပြက်ကြီးအနီးဖြစ်သည်ရွာနေတိတ်အလံမဝေးလာပေတောရကျောင်းပြက်ကြီးမှာကျောင်းနိုင်ဖုံးတော်ကြီးကနောက်ဆက်ခံမိဖုံးကြီးအားလွှဲအပ်မပေးမီပြန်တော်တော်မူသွားသောကြောင့်ဆက်ခံမိဖုံးကြီးမရှိတော်သည့်အတွက်ကျောင်းပြက်ကြီးတဆောင်အဖြစ်ရှိနေသောတောရဖုံးကြီးကျောင်းတကျောင်းဖြစ်လေသည်ဖုံးကြီးများကျောင်းမထိုင်တော်သည်မှာ၁၀နှစ်မကရှိပြီမို့ ြုတ်ပြင်းခြင်းကင်းမဲ့ကကြောင်ကြီးကလည်းရိုင်းနဲ့ရွယ်ဆောင်နေပြီ အမိုးကများလည်းမရှိတော့တိုင်တချိုးသားလင်အယိုးပြိုင်ပြိုင်ပုံတံဖြင့်ကြံ့ရင်နေသောအဆောက်အုံပြည့်ကြီးဖြစ်လေ၏လူသူမနေထိုင်သောအဆောက်အုံတို့ကိုရိုးစွတ်လေရှိသည့်အတိုင်းထုံးစံအတိုင်းတရေသစီ၆လန်းသည်ဟုလည်းနာမည်ကြီးလာပေသည်မောင်သာကြီးဤဖာခင်သည်ကြောင်ပြည့်ကြီးပြီးမှညောင်ကိုကိုပင်ကြီးနှပေး၌ရန်နာလိုက်ခါ ထမင်းတို့များကိုညောင်ပင်ကြီးမှဖြာချနေသောနွေကြိုးတစ်ချောင်းတွင်ခြိလိုက်လေ၏။ဤအပင်ကြီးကိုညောင်ကိုကိုဟုခေါ်ခြင်းမှာအခြားအကြောင်းမဟုတ်။မူလာကညောင်ပင်ကြီးတပင်သားဖြစ်သည်။ညောင်မိုးစိတ်ပင်ကြီးဖြစ်၏။ညောင်မိုးစိတ်ဆိုသည့်အတိုင်းညောင်ကိုင်းများကနွေကြိုးများသဖွင့်အောက်သို့တန်ကျနေသည်မှာမိုးစိတ်ဘာဘာကြီးကျနေသည့်သဖွယ်ရှိလေသည်။ညောင်မိုးစိတ်ပင်ကြီးအနီးတွင်ကိုကိုပင်ကြီးတပင်လည်းရှိနေလေရာ။ နှစ်ပရိစေတကြာမြင့်သည့်အတွက် ကိုကိုပင်ကြီးကညောင်ပင်ကြီးကိုမျိုးပါအပင်တပင်နဲ့တပွဲဖြစ်နေခြင်းဖြစ်သည်ဘယ်ချိန်ဘယ်ကာလကလေးကထို့တို့ဖြစ်နေသည်မသိညောင်ပင်ကအရင်ပေါက်သလားကိုကိုပင်ကအရင် ပေါက်တာလားလဲမခွဲခြားတတ်တော့မောင်တာကြီးတို့တော်ရဲလဲထင်ခုတ်သည့်အချိန်၌ညောင်မုတ်စိတ်ပင်ကြီးကကိုကိုပင်ကြီးကိုမျိုးထားက အပင်တပင်နဲ့တပွဲဖြစ်နေပြီး ညောင်ရွက်တီရောကိုကိုရွက်တီရောမြေပြင်တွင်ကြွေကြလျက်ရှိပေ၏ညောင်မုတ်စိတ်များသည်လည်းတစ်ခုနှင့်တစ်ခုနွယ်ရက်ကဂွင်ဆက်သပွဲဖြစ်နေကြပေသည် ထို့ကြောင့်အချို့မြေကြီးနာအထိကြရောက်ကဆက်နေသောနွယ်ခွင်းများကိုတန်းသပွဲစီ၍ရပေသည် ရွာနှင့်မလမ်းမကန်ဖြစ်၍တချို့ကလေးများနွယ်တန်းများလာရောက်စီနင်းစော့ကစားတတ်ပေသည် မောင်တာကြီးသည် မိဘများနဲ့အကိုကခလလန်ရှိတော်ထဲမှာတစ်ပင်တစ်ပင်ကို ခုတ်လဲနေစေတွင် သူကကျောင်းအိုကြီးပတ်ဝန်းကျင်ရှိတကိုင်းကျူတကိုင်းကျောင်းများကိုလိုက်ကောက်နေလေ၏ရလာသောတကိုင်းကျောင်းများကိုဖာခင်ကြီးထမင်းတုံများချိတ်ဆွဲခဲ့သည့်တစ်ပင်အောက်တွင်စူပုံထားလိုက်သည် ထို့နောက်ကျောင်းပြည့်ကြီးရှိအထီးတွားရောက်ခါတကိုင်းကျောင်းများကိုလိုက်ကောက်ခဲလေ၏ကျောင်းအိုကြီးရှိတဲတဲတွင် မြေပြင်ကိုအုံများစီ၍တလင်းပြန်ပြန်ဖြစ်အောင်ပြုလုပ်ထားပေသည်။ကြောင်ကြီးပြည့်ရင်းနေတော်လဲမြေကြီးထဲတွင်အင်္ဂဒီဆွဲက စီထားသောအုံများကတော့ဖြက်စီသူမရှိ၍တညီတညာတပြန့်တပြောတည်းရှိနေစေဖြစ်ပေသည်။ထိုအုပ်တလင်းကြီးအစုံ၌ကြောင်ရှိရာကုံမြင့်ကမှုဘောတို့တက်သောအုပ်လေကားတစ်ခုရှိနေပါသေး၏။အုပ်လေကားကအထက်၅တည်းရှိကား အင်္ဂရိအချို့ပယ်ကျနေသည်မှ အပါအကောင်အတိုင်းပင်ရှိနေပါသေးသည်။မောင်တာကီသည်ကြောင်ပြည့်ရှိတစ်ခုလုံးကိုလှဲ့ပတ်ခါတွေ့သည်မြတိကိုင်းအတူအစာများကိုကောက်ယူခဲလေ၏။ကြောင်ပတ်ဝန်းကျင်၌သက်ရှိတရဝါဆို၍သူတယောက်ထဲသာရှိသည်။ပတ်ဝန်းကျင်မှာတိကိုင်းအချို့ပယ်များကုံသွားသည့်အခါမောင်တာကီသည်ထမင်းတုံများချိတ်ထားသည့်ညောင်ကိုကိုပင်ကြီးအောက်ပြန်လာကစော်ကစားနေလေသည် မောင်တာကီသည် မြေပြင်သို့တွဲကြနေသောညောင်မိုးစိတ်များတစ်ခုနှင့်တစ်ခုဆက်ခါဂွင်းတဒံဖြစ်နေသည်နွေတန်းပေါ်သို့တက်စီရင်စော်ကစားနေခြင်းဖြစ်၏ညောင်ကိုကိုပင်ကြီးတွင် စီးလို့ရသောဒန်းပုံစံမျိုးတွဲကြနေသည့်နွေတန်း၃၄ခုရှိနေပေ၏အချို့ဒန်းများကမြေပြင်နှင့်အလံကွာသည့်အတွက်ကလေးတယောက်တည်ရန်မဖြစ်နိုင်ပေမောင်တာကြီးသည် သူခြေလမ်းမီသောနှွေတန်းကလေးပေါ်တွင်တက်ထိုင်ရင်းခြေတော့ကိုမြေတွင်ထောက်၍ထောက်၍လွယ်ရန်ရီစော်ကစားနေလေသည် ကစား၍မောသောအခါမောင်သားကြီးကအဖေခင်ပေးထားခဲ့သည် ပစိုးပိုင်းလေးပေါ်တွင်ခိတခဏမိန်အုံးအိအုံးမီဟုစိတ်ကူကဓမ်းပေါ်မှဆင်ခဲ့လေသည် ပစိုးပိုင်းရှိရာသို့လျှောက်လာစဉ်သူမျက်စိထဲတွင် မြင်လိုက်ရသောအရာတစ်ခုကို မောင်သားကြီးစိတ်ဝင်စားသွားလေ၏ ထူးထူးခြားခြားတော့မဟုတ်ပါ မောင်သားကြီးစီခဲ့သည့်တန်းကဲ့သို့နှွေတစ်ခုနဲ့တစ်ခုလိန်ရှက်ခါခွင်းပုံတရံဖြစ်နေသည့်အရာတစ်ခုပင်ဖြစ်ပါသည်သို့သောထိုခွင်းတရံလေးကဝိုင်းဝိုင်းဆက်ဆက်ကလေးရှိနေ၏တန်းကဲ့သို့ခွင်းထဲလူထိုင်စီရလောက်အောင်လဲမကြည့်မပါအရွယ်အစာကသကောဝိုင်းတစ်ခုစာလောက်သာရှိပေ၏။နွယ်ကျိုးနှစ်ခုလိန်ရက်နေပုံမှာလဲတစ်ခုနှင့်တစ်ခု ပူ၍လိန်ထားသည့်သပွင့် တသက်ရရဲ့ကြစ်ကြစ်လက်လက်ကလေးဖြစ်နေသည် မောင်သာကြီးသည်ဘာရည်ရွယ်ချက်များမရှိဘဲစဝိုင်းတံဝိုင်းဝိုင်းဆက်ဆက်ဖြစ်နေသောຫນွေခွင်းလေးရှိရာသို့လျှောက်သွားလိုက်၏ထိုຫນွေခွင်းလေးသည်သူ၏မျက်နှာနှင့်တံနှင့်ဖြစ်နေလေသည်သူသည်ຫນွေခွင်းအနီသို့သွားရက်ခါခွင်းဤတစ်ဖက်သို့လှမ်းကြည့်လိုက်လေသည်ထိုအခါຫນွေခွင်းထဲတွင်ပေါ်လာသောမြင်ခွင်းကြောင့်မောင်သားကြီးအံ့အားသင့်သွားရလေသည် မိသားစုတစုမောင်သားကြီးနဲ့အသက်ချင်းမတိမ်မရင်ရှိသည့်မောင်နှမနှစ်ယောက်သည်ဖုန်ကြီးကြောင်ပြက်ရှိမြေကွက်လက်တွင်လိုက်တန်းပြေးတန်းကစားနေကြသည်မိခင်ဖြစ်သူကမိဖို့တခုဘေးတွင် ထိုင်က ထမင်းဟင်းများချက်ပြုံနေသည်မိဖို့မှာဖုန်ကြီးကြောင်ကမှုအမြင်ပေါ်သို့တက်သောလေကာဤဘေးတွင် ဖိုထားခြင်းဖြစ်သည် ဖခင်ဖြစ်သူကမိဖို့နှင့်မလန်မကန်းတွင်ထင်များကိုဓမ္မတချောင်းဖြင့်ခွဲနေလေ၏ နွယ်ခွေထဲမှတစဉ်မြင်လိုက်ရသောမြင်ကွင်းကြောင့်မောင်သားကြီးအံ့ဩနေမိလေသည်။သူသည် မကြာမီကပင်ဘုံကြီးကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးမှတက္ကိုင်းကျိုးအချောက်များကိုလိုက်ကောက်ခဲ့သေးသည်။ထိုစဉ်ကလူသားဆို၍ဤအနီအနား၌တယောက်တလီများပင်မမြင်တွေ့ခဲ့ရပါ။ယခုမြင်တွေ့နေရသောမိသားစု၄ယောက်ရှိနေသည့်နေရာများကိုသူရောက်ရှိခဲ့ပြီးဖြစ်သည်။ သူရက်နေသည့်နေရာနှင့်လဲဘာမှအလံမဝေးလားမကြခင်ကပင်မရှိခဲ့မမြင်တွေ့ခဲ့သောမိသားစုသည်ယခုမှဘဲကရောက်လာလေသည်နိသူတို့အတွင်ပြင်ကယခုမှရောက်လာသူများနှင့်လဲမတူဤနေရာတွင် အခြေချနေထိုင်သူများသဖွဲ့ချက်ပြုတ်စော်ကစားနေပုံမှာအေးလူလူရှိလာပေ၏မောင်တာကြီးကသူ့အမြင်သူမယုံပဲမျက်လုံးများကိုပုတ်တက်ကြည့်မိသေးသည်အမှန်ပင်မြင်ကွင်းကပြောင်းမသွားပါ ူနေရွယ်သူမောင်နှမစော်ကစားရင်းငင်းခုံပြောဆိုနေသည့်အတန်များကိုလည်းကြားနေရသည်မိခင်ဖြစ်သူချက်ပြုတ်နေသောမိဖို့မှမိတော်များတဖြည်းဖြည်းမြည်တမ်းကိုလည်းကြားနေရသည်ဖခင်ဖြစ်သူထင်ခွဲနေရမှထွက်လာသောအတန်များကိုလည်းကြားနေရ၏မြင်ကွင်းကိုမြင်လဲမြင်ရကအတန်ကိုပါကြားနေရခြင်း ဖြစ်ပါသည်မောင်တာကြီးသည်ပဝင်းခြင်း၌မိမိတယောက်တည်းဟုထင်ထားရမှာ မိသားစုလေးတစု၏လှုပ်ရှားမှုကိုမြင်လိုက်ရ၍အံ့ဩနေမိလေသည်ဒီအချိန်မတိုင်မီကထိုမိသားစုကိုမမြင်ခဲ့ရအတန်ကိုလည်းမကြခဲ့ရတာကို တွေးကစဉ်းစားမရနိုင်အောင်ဖြစ်နေလေ၏မောင်သာကီကຫນွေကွင်းကိုကြော်၍ကြည်နေရမှ သူ၏မျက်နှာကိုဘေးသို့လွှဲလိုက်သည်သူမြင်ရသောမြင်ကွင်းကိုຫນွေကွင်းထဲမှမဟုတ်ဘဲပြန်၍ကြည်လိုက်သည်ထိုအခါ သူမြင်ခဲ့ရသောမိသားစု၄ယောက်သည် သူ၏မြင်ကွင်းမှကွေပြောက်သွားလေ၏မြင်ကွင်းသားမကအတန်များကိုပါ မကြားရတော့ချေမောင်တာကီသည်နွယ်ကွင်းကို မျက်နှာပြန်အခါနွယ်ကွင်းထဲမှတဆင့်ရခင်နေရာကို ပြန်ကြည့်လိုက်ပြန်၏ထိုအခါမိသားစု၄ယောက်၏လှုပ်ရှားမှုကိုရခင်မြင်ခဲ့ရသည့်အတိုင်းပြန်မြင်လိုက်ရ၏ကလေးနှစ်ယောက်ကစော်ကစားလို့မိခင်က ထမင်းချက်ခါ ဖာခင်ကထင်ခွဲနေသည်မြင်တွင်အတန်များကိုလည်းပြန်ကြားလာရပြန်လေသည် မောင်သာကြီးသည်နှွယ်ခွင်းကိုကြားခံထားကနှွယ်ခွင်းမှတဆင့်ကြည်မာသာထိုမြင်ခွင်းများကို မြင်နိုင်ကြောင်းသဘောပေါက်သွားလေသည် သူသည်နှွယ်ခွင်းကို မျက်နာအပ်လိုက် မျက်နာကိုဘေးသို့လွှဲလိုက်ဖြင့်အကြိမ်ကြိမ်လှုပ်ကြည့်နေမိသည်နှွယ်ခွင်းကိုမျက်နာအပ်ကြည့်လျှင် မိသားစု၄ယောက်မြင်ကွင်းကိုမြင်ရပြီးမျက်နှာလွှဲ၍ဘေးမှကြည့်လိုက်သည်နှင့်မိသားစု၄ယောက်ပျောက်ွယ်သွားသည်ကိုအကြိမ်ကြိမ်ဆန်သက်ရင်းသိလာရလေသည် ထိုကဲ့သို့ဘာကြောင့်ဖြစ်ရသနည်းမောင်တာကြီးသည်အံ့ဩရင်ဖြင့်ထူဆန်သောအမြင်ကိုတယောက်ထဲအချိန်အတန်ကြာဆန်သက်ကြည့်နေခဲ့လေသည်တကယ်ဆိုရင် မောင်တာကြီးနှင့်ထိုမိသားစုမှာလက်ဒကန်းစာလောက်သာဝေးပါသည် သို့သောသူကထိုမိသားစုကိုမြင်နေရတော့လေထိုမိသားစုသည် မောင်သားကြီးအနာမှာရှိနေကြောင်းကိုသိပုံမရချေထိုမိသားစုသည်လည်းတကယ်ရှိနေခြင်းမှ ဟုတ်ရဲ့လားຫນွေကွင်းကိုကြားကံမထားဘဲကြည်လင်ဖုန်ကြီးကြောင်ပြက်ပတ်ဝန်းကျင်၌တက်ရှိတတဝါဟူ၍ဘာဆိုဘာမျှရှိမနေပါစကောဝိုင်းခန့်ຫນွေကွင်းကိုကြားကံထားကြည့်မှသာထိုမြင်ကွင်းများဘာကြောင့်ပေါ်လာရသနည်းမောင်သားကြီးသည် ထူဆန်သောအမြင်ဖြင့်တဘာဝမဟုတ်သောမြင်ကွင်းများကို မြင်နေရတော့လဲကြောက်လန့်ခြင်းတော့ဖြစ်ပေါ်မလာမိပေထိုသူများကို နာနာဘာဝတရေသစေဖြစ်လိမ့်မည်လားဟုလဲတွေးပင်မတွေးမီသူကြဘူးသောတရေသစေဆိုသည်မှာအယုတ်ဆူဆူမျက်လုံးများက လကွင်းလောက် အရက်ကြီးကတစ်ပင်လောက်မြင်ကရှာသွဲလောင်းချလိုက်ရင်မြေကြီးကို ထိတယ်ဆိုတာမျိုးမို့သူလိုကိုလိုမြင်နေရသောလူသားပုံစံများကို တရေတစီဖြစ်မည်ဟုမထင်ကြီးပြီးတော့တရေဆိုတာညမောင်မ6တာဟု မောင်တာကြီးအတိထဲမှာရှိနေသည် မောင်တာကြီးသည် ကလေးပီပီသူကြုံတွေ့နေခဲ့ရသော အဖြစ်ကိုစမ်းသည်ဟုပင်ယူယူသားသားတွေးမိလေသည် ထို့ကြောင့်ကလေးပီပီထူဆန်းသောအဖြစ်ကိုအတိပီးလိုသောဖြင့်မလမကန်းတွင်ထင်ခုတ်နေသော အကူရှိရာသို့ပြေးသွားလိုက်လေသည် မောင်သားကြီးအကို မောင်သားချူသည်တစ်ကိုင်းတစ်ခုကို တက်ခုတ်အပြီးအမောပန်းဖြီကမြေပြင်ပေါ်တွင်ထိုင်နေခြင်းဖြစ်သည်မောင်သားချူကမောင်သားကြီးပြောစကားကို အစပိုင်းတွင်မယုံချေအမောဖြီနေခြင်းဖြစ်၍မောင်သားကြီးခေါ်ရာသို့လည်းမလိုက်လိုမောင်သားကြီးကအတင်းလက်ဆွဲခေါ်၍သာလိုက်လာရခြင်းဖြစ်လေသည်မောင်သားကြီးကအကိုဖြစ်သူအားຫນွယ်ကွင်းကိုမျက်နှာအပ်၍တစ်ဖက်ရှုကွင်းကိုကြည်ရန်ပြောလိုက်သည် မောင်သားချိုးသည်စိတ်မပါစွာကြည်လိုက်ရင်မှတစ်ဖက်မှမိသားစု၄ယောက်မြင်ကွင်းကိုမြင်လိုက်ရသည့်အခါအံ့ဩသွားလေသည်မောင်သားချိုးကຫນွယ်ကွင်းကိုမျက်နှာအပ်လိုက်မျက်နှာကိုຫນွယ်ကွင်းမှခွာကဖုန်ကြီးကြောင်ဘက်သို့ကြည်လိုက်နှင့်အကြိမ်ကြိမ်လှုပ်ကြည့်နေ၏ကဲအခုယုံမီမဟုတ်လားအေးကွာတော်တော်ထူးဆန်းတာပဲဒီလူတွေကဘယ်ရလူတွေလဲမသိဘူးနော်ကျုပ်တော်သူတို့ကိုတစ်ခါမှမမြင်ဘူးဗျာ သူတို့ကရွရွကြည်တော့မမြင်ရပဲဒီຫນွေခွေနောက်ကနေကြည်မှမြင်ရတာဘာဖြစ်လို့များလဲမသိဘူးနော်သူတို့ညီကိုနေရောက်ຫນွေခွေနေမှတဆင့်ကြည်ကပြောဆိုနေစဉ်တွင်လိုက်တန်းပြေးတန်းကစားနေသောမောင်နှမနှစ်ယောက်သည်သူတို့ရှိရာဘက်သို့ပြေးလာလေသည် ရှိမပြေးလာတော့နှမဖြစ်သူကຫນွယ်ခွင်းကြီးရှိရာသို့ပြေးလာကအချိန်ဖြင့်ຫນွယ်ခွင်းကို လက်ထောက်လိုက်လေသည်။နောက်မှလိုက်လာတော့ မောင်ဖြစ်သူသည်နှမကိုမိသွားလေ၏။ ဟေးမိပြီကွအိုးဟင်တဖက်မမောင်နှမနှစ်ယောက်မှာနွယ်ကွင်းဤတဖက်တွင်ရက်နေသော မောင်သာကီးနှင့်မောင်သာချိုတို့ညီကိုနှစ်ယောက်ကိုမြင်သွားလေသည်တဖက်နှင့်တဖက်နီးကပ်စွာနနချင်းဆိုင်မိလိုက်ခြင်းပင်ဖြစ်လေသည်ဟောတော်လူလူကောင်လေးနှစ်ယောက်ကျမတို့ကိုကြည့်နေတယ်မိန်းကလေးကအလန့်တကြောအော်လိုက်ခြင်းဖြစ်လေသည်အဘရေအဘဟောဒီမှာကောင်လေးနှစ်ယောက်တော့ ျမတို့မြင်သွားပြီမိန်ကလေးကတဆက်တည်းအော်လိုက်ပြန်လေသည်ထင်ခွဲနေသော လူကြီးကထင်ကြောင်နှင့်ဓမ္မကိုပြစ်ချကာထလာလေ၏နယ်ကွင်းအနီးသို့ရောက်သောအခါနယ်ကွင်းတစ်ဖက်မှမောင်သာကြီးနှင့်မောင်သာချူကိုကြည်လိုက်လေသည် အလိုလူကြီးကတန်တော်ရေရွတ်လိုက်လေသည်ရှင်မကြီးစေးရီအူယူခဲ့ပါဟိထမင်းဟင်းချက်နေသောသူမိမကိုလန်အော်လိုက်လေ၏ မိမကြီးကမိဖို့ရှိမှထားလိုက်ကမိဖို့ပြီမှမြေအိုလေးတလုံးကို ယူလာလေသည်မိမကြီးကလည်းຫນွေကွင်းစီတို့အရောက်တွင် မောင်သာကြီးတို့ညီအကိုကို မြင်တွေ့သွားကအံ့ဩသွားလေ၏ဟဲ့တငယ်တွေသွားကြသွားကြဒီနားမနေကြနဲ့လူကြီးကနှုတ်မှလည်းပြောကမိမယူလာသောဆေးရီအိုဆိုသည့်မြေအိုထဲမှရေများဖြင့်ຫນွေကွင်းစီတို့လံပက်လိုက်လေသည် အနေရောင်စီရီများမြေအိုထဲမှထွက်လာကာနှွယ်ခွင်းမျက်နှာပြင်တစ်ခုလုံးပြန့်ကျဲသွားလေသည် ထူဆန်းသည့်မှာနှွယ်ခွင်းသည်ကြားကံမရှိ လေဟာနယ်ခွင်းတစ်ခုဖြစ်တော့လေစီရီနှင့်ပတ်လိုက်သည့်အခါစီရီများသည် မောင်သာကြီးတို့ညီအကိုရက်နေသည့်ဘက်သို့ကျွံဝင်မလာခဲ့ကြစီရီများက မောင်သာကြီးတို့ရက်နေသည့်ဘက်သို့ဖိတ်ကြမလာဘဲနှွယ်ခွင်းဤမျက်နှာပြင်တွင် အနှစ်ရောင်အရေးများပြန်သွားသည်ကိုမြင်လိုက်ရလိမ့်၏ဖန်သားပြင်ပေါ်သို့ရေလောင်းလိုက်သည်နှင့်စီးရီအနှစ်ရောင်များသည်ຫນွယ်ကွင်းမျက်နှာပြင်တွင်စွန့်ထင်းသွားခြင်းဖြစ်လိမ့်၏ຫນွယ်ကွင်းတစ်ခုလုံးပိန်ပိတ်သွားလိမ့်သည်အနှစ်ရောင်စီးရီများသည်မြေပြင်ပေါ်သို့တစ်ဆက်ဆက်စီးကျလာလိမ့်၏ထို့နောက်ຫນွယ်ကွင်းသည်ပြန်လည်ကြည်လင်သွားကစီးရီများသာမြေပေါ်သို့တစ်ဆက်ချင်းကျနေတော်သည် နွယ်ကွင်းပြန်လည်ကြည်လင်သွားတော့လေတဖက်မှမြင်ကွေများကိုမူမမြင်ရတော့ပါမိသားစု၄ယောက်တည်ပျောက်ကွယ်သွားလိမ့်ပြီမိသားစု၄ယောက်သားမကမိဖို့ရောအိုခွဲပကံထင်ချောင်နဲ့ဓမ္မများပါတခုမြမကြံရီမမြင်ရတော့အောင်ပျောက်ကွယ်သွားခြင်းဖြစ်လေသည် ထို့သူပျောက်ကွယ်သွားခြင်းမှလည်းစေးရီဦးဟုခေါ်သောမြေဦးထဲမှအနေရောင်ဆေးများဖြင့်နှွေကွင်းကိုဖြန့်လိုက်သောကြောင့်ကွယ်သွားခြင်းဖြစ်ကြောင်းသိသားလေသည်မောင်သာကိနီမောင်သာချိုကနှွေကွင်းကိုကင်ကြည့်လိုက်သည်နှွေကွင်း၏အတွင်ထဲသို့လည်းလက်ဖြင့်နှိုက်ကြည့်လိုက်သည်တစ်ဖက်နှင့်တစ်ဖက်တို့ရောပေါဖြစ်အောင်လက်နိုင်သွင်းလို့ရာသီကို တွေ့လိုက်ရလိမ့်ဤဟိုလူကြီးစီးရည်ဖြင့်ဖြန်လိုက်စင်ကားမူ နွယ်ကွင်းတွင်မှန်အကြီးတစ်ချက်ခံထားသည့်သဖွင့်စီးရီများကသူတို့ဘက်သို့ဖိတ်ကြမလာသေးကိုမြင်ခဲ့ရပေ၏။ယခုမူနွယ်ကွင်းသည်တစ်ဖက်နှင့်တစ်ဖက်အတားဆီးမရှိပေါင်နေသောကွက်လက်တစ်ခုအဖြစ်သာတွေ့ရပေသည်။မောင်သားချိုနီမောင်သားကိညီအကိုနှစ်ယောက်တယောက်မျက်နှာတယောက်ကြည်လိုက်ကြ၏။ထို့နောက်မတိုင်မင်ပဲသူတို့၏ထူဆန်းသောအတွေ့အကြုံကိုပြောပြရန်မိဘများရှိရာသို့ပြေးသွားကြတော့သည်။ အဖိုးတို့ရဲ့အတွေ့အကြုံတွေပြောပြလိုက်ရောအဖိုးတို့ရဲ့အဖေဟာအဲ့ဒီနေရာမှာထမင်းတော်မစားတော့ဘူးဟိအဖိုးတို့လက်ကိုဆွဲပြီးရွာကိုတန့်ပြန်ပြေးခဲ့တော့တာပဲဖခင်ဖြစ်သူက မောင်သာကီတို့ညကိုပြောသည်ကိုချက်ချင်းမယုံသေးကြီးမောင်သာကီတို့ကနှွယ်ခွင် အောက်တွင် စီးကြနေသော စီးရီအနေရောင်များကိုပြလိုက်မှယုံကြည်သွားကြခြင်းဖြစ်လေသည်ခုတ်လဲပြီးသားတစ်ပင်ကြီးကိုတောင်ဒီတိုင်းထားပစ်ခဲလိုက်တယ် နောက်နေမှာရွာကညီအကိုတွေခေါ်ပြီးသေးရတော့တယ်ကွယ်အဖိုးတို့ကလည်းအဲ့ဒီဘက်ကိုဘယ်တော့မှမသွားဖို့အဖေကတားမြစ်လိုက်တယ်ကွယ်အဖိုးတို့တွေ့ခဲ့ရတာဘာတွေလဲအဖိုးကျွန်တော်ကအဖိုးကိုပြောပြသောဇာတ်ကြောင်းကိုနားထောင်ပြီးနောက်မေးလိုက်လေသည်ဘာတွေလဲဆိုတာအဖိုးလည်းခုချိန်ထိအဖြေရှာမရပါဘူးကွယ်ဗျာအဖိုးတို့အဖြေဟာအဲ့ဒီတုန်းကတရွာလုံးတနယ်လုံးကိုကြော်ကြသွားတယ်လေ တချို့လဲဖုန်ကြီးကြောင်ပြက်အထိအဖိုးတို့ပြောတဲ့နွယ်ကွင်းကိုတွားကြည့်ကြတယ်အဖိုးတို့မြင်တယ်လို့မြင်ကြရသလားအဖိုးဘယ်မြင်ရမှာလဲကွယ်ဟိုလူကြီးကစေးရည်နဲ့ဖြန်ပြီးအမြင်ကွယ်အောင်လှုပ်လိုက်ပြီးကိုအဲ့ဒီအချိန်ကလေးကရွာကရှေ့မီနောက်မီ လူကြီးသူမတွေရော ဖုန်းတော်ကြီးတွေကပါ အဖိုးတို့တွေ့ခဲ့တာဘလို့လောကသားတွေဆိုတာကိုအပြေရှာခဲ့ကြတယ်ကွယ်ပရာလောကသားတွေဖြစ်တာတော့တေကြတာပေါ့နော်အဖိုး အေးဟုတ်တယ်ဒါပေမဲ့ဘလို့ပရာလောကသားဆိုတာအပြေရှာလို့မရနိုင်ခဲ့ကြဘူးလူပုဂ္ဂိုလ်တွေသာမကဘူးဖုံးတော်ကြီးပါမဝေခွဲနိုင်ခဲ့ကြဘူးကွဘာကြောင့်လဲအဖိုးမတက်မှတ်ရတဲ့မှာရှိတဲ့ပရာလောကသားတွေ ਨੇ ပုံစံကွဲပြားနေလို့ပေါ့ကွတရေသစီလည်းမဟုတ်တရေသစီလို့ချောက်လန့်တာလည်းမဟုတ်ဘူးလေဒီတော့သူတို့ဟာပိတ်တာတွေမဟုတ်တာလည်းသိကြတယ် လူတွေကိုအိမ်ယာမြို့ရွာပွဲလန်းသဘင်တွေ ဖန်ဆင်းပြပြီးကြည်စေတဲ့နာနာဘဝမျိုးလည်းမဟုတ်ဘူးကွ။ဘာဖြစ်လို့လဲဆိုတော့အဖိုးတို့ကိုသူတို့ကမြင်အောင်ပြတာမျိုးမဟုတ်ဘူးလေ။အဖိုးတို့ကသာအမှတ်မတင်သူတို့ကိုမြင်လိုက်ရတာကိုသူတို့ကိုမြင်သွားမှန်းသိတဲ့အခါမှလေအမြင်ကြွေတော့အောင်လှုပ်လိုက်တယ်မဟုတ်လား။ဒါကိုကြည်ချင်းအဖြစ်သူတို့ကိုအဖိုးတို့မြင်တွေ့သွားတာကို မလိုလားဘူးဆိုတာသိတာပြန်နေလေ။သူတို့ပုံတံတန်းကရောဘလို့လဲအဖိုး။ လူပုံစံဝတ်စားစင်ရင်ပုံတွေကထူးခြားမှုရှိသလားဘာမှမထူးခြားဘူးကွယ်အဲ့ဒီခေကအဖိုးတို့ဝတ်တယ်လို့ဝတ်ထားတာပဲစိန်ပြေတန်းဆော့နေတဲ့ကလေးမလေးဟာရှင်မီးအင်းကြီးလေးနဲ့စိတ်ရဝိုင်းလေးနဲ့ရွာထဲကမင်းကလေးတွေအတိုင်းပါပဲကွယ်အဲ့ဒီတော့ကအဲ့ဒီနာတဝိုက်မှာနေသွားဘူးတဲ့လူတွေရဲ့ပုံရိပ်ရောင်ထင်တာမျိုးလားမသိဘူးကျွန်တော်ကကြာဘူးနာဝရှိသောအတိတ်ပုံရိပ်ရောင်ထင်ဟချင်းသဘောတဘာဝကိုစင်စာမိ၍ပြောလိုက်သည် အတိတ်ပုံရိပ်ရောင်ထင်ဟခြင်းဆိုသည်မှာအမှန်တကယ်ဖြစ်ပျက်ခဲ့သောဖြစ်ရတစ်ခုသည်ဖြစ်ပျက်ခဲ့သောအချိန်ကရာသီဥတုအခြေအနေပဝင်းခြင်းအနေအထားများတိုက်ဆိုင်စွာတူညီလာသည့်အခါမျိုးတွင် အတိတ်ကာလကဖြစ်ခဲ့မှုသောအဖြစ်ပျက်ကထိုပဝင်းခြင်းတွင် နောက်တစ်ပံပြန်လည်ထင်ဟလာခြင်းကို ခေါ်ပါသည် ဖြစ်နိုင်ခြင်းနေတော်လဲဖြစ်ခဲ့မှုသောမှတ်တမ်းမှရတာရကများရှိပါသည်ဆီယာလီပြောတဲ့အတွေးခေါ်မျိုး ရွာကိုရောက်လာကြတဲ့ចောင်းဆရာတယောက်ကလည်းပြောပူးပါတယ်။အတိတ်ကာလကဖြစ်ဖူးတဲ့အဖြစ်က ပုံရိပ်ပြန်ပြီးထင်နေဆိုတာမျိုးမဟုတ်လားဇေယလေး။အဒီလိုစဉ်းစားကြည့်မယ်ဆိုရင်လေအမကိုက်ပဲလွဲနေတဲ့အချက်တွေရှိနေတယ်လေ။ပုံရိပ်ရောင်ထင်တာမျိုးဆိုရင်ຫນွယ်ခွင်းထဲကကြည့်မှမြင်ရတာမျိုးမဟုတ်ပဲ။ဘယ်နေရာကကြည့်ကြည့်ဒီမြင်ခွင်းကို မြင်နေရမယ်မဟုတ်လား။ဒါလည်းဟုတ်တာပဲအဖိုး။ပြီးတော့ပုံရိပ်ရောင်ထင်တာမျိုးဖြစ်ရင်အဖိုးမြင်ရတဲ့မိသားစုရဲ့လှုပ်ရှားမှုကို သူ့အတိုင်းမြင်နေရမှာပဲလေသူတို့ကအဖိုးတို့ကိုပြန်မြင်စရာအကြောင်းမရှိဘူးအခုတော့သူတို့မိသားစု၄ယောက်လုံးကအဖိုးတို့ညီကိုနှစ်ယောက်ကိုမြင်လဲမြင်လိုက်တယ်လူကြီးကဆိုရင်သူငယ်လေးတွေဒီနာမလာနဲ့သွားကြဆိုပြီးမောင်းထုတ်လိုက်သေးတယ်မဟုတ်လားကွဒါကိုကြည့်ရင်သူတို့ဟာပုံရိပ်ရောင်နေမဟုတ်တာသိတာတယ်အတိတ်ကလူတွေမဟုတ်တာလည်းသိတာတာပဲမဟုတ်လားဟုတ်ကဲ့အဖိုးဒါဖြစ်ရင်အဖိုးကြုံခဲ့ရတဲ့အဖြစ်ကိုဘယ်လိုယူဆရမလဲအဖိုး ဘလို့မှမယူဆပါနဲ့ဆရာလေးရေနှစ်ပေါင်းများစွာအတွင်မှာဒီအဖြစ်ကိုလူအမျိုးမျိုးက ထင်ကြီးအမျိုးမျိုးပြီးခဲ့ပြီးပါပြီတီကြတေးကြတဲ့ကောက်ချက်မျိုးဘလို့မှချလို့မရခဲ့ပါဘူးထူးထွေစံပြတဲ့လောကကြီးတဲကထူးဆန်းတဲ့အဖြစ်ပြက်တစ်ခုလို့သာမှတ်ယူလိုက်ပါတော့ဗျာနောက်တနေ့တွင် ကျွန်တော်ဒီအဖို့ဦးတာကြီးပြောပြတော့ဖုန်ကြီးကြောင်ပြက်ရှိရာတော်တဲ့သို့ရောက်ခဲ့လေသည်ဖိုးတာကြီးဤမြေတယောက်ကလိုက်ပို့ခြင်းပင်ဖြစ်သည် ဖိုတာကြီးပြောသောຫນွယ်ကွင်းကိုကျွန်တော်တွေ့ခဲ့ရပါသည်ဓာတ်ပုံလည်းရိုက်ယူခဲ့ပါသည်ညောင်ကိုကိုပင်ကြီးမှာမြေတို့တစောင်းလဲကျနေလိမ့်ပြီထို့ကြောင့်ຫນွယ်ကွင်းမှာလည်းနှိမ်ပါသွားကမြင်းနီတထွာသာသာလောက်ပင်ကွာပေတော့သည်နောက်လေးငါးနှစ်ဆိုရင်တော့ညောင်ကိုကိုပင်ကြီးမှာမြေတို့ဘုံဘုံလဲကျပေတော့မည်ဖိုးတာကြီးပြောပြသောဖုန်ကြီးចောင်းပြက်မှာလုံလုံမရှိတော့ပါဖုန်ကြီးចောင်းရှိမှာ အုတ်ခုံကွက်လက်နှင့်လေကရက်များကိုတော့ခြုံရဲပိတ်ပေါင်းများကြာမှမြင်သာနေစေဖြစ်သည် ကျွန်တော်သည်ပဝင်းချင်းကိုလှည့်ပတ်ကြည့်ရင်လွန်ခဲ့သောနှစ်ပေါင်း80ကျော်ကဖိုးတာကိတွေ့ခဲ့သောမိသားစုသို့မဟုတ်ထိုမိသားစု၏အဆက်အနွယ်များသည်ထိုတဝိုင်း၌ရှိသေးသလားသူတို့သည်မြည်သူသောလောကသားတွေဖြစ်မည်လေဟု တွေးတော်ကဗဟေရီဖြစ်နေမိတော်သည် ဆရာကြီးဆောင်းလူလင်ရေးသားထားတဲ့အခြားသောလောကတစ်ခု ဆိုတဲ့ဝိထုထုလေးကတော့ဒီရင်မဲပြီးဆုံးသွားခဲ့ပါပြီ။နာဆင်ပေးခဲ့ကြတဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါသည်ရှင်။